ငလင်ဘေးရဲ့အတွက်အပြိုင်အဆိုင်လူဒန်းနေကြတဲ့အမှုပညာရှင်များလက်ရှိအချိန်မြန်မာနိုင်ငံမှာဆိုရင်တော့ကန်ဆိုးစွာနဲ့ပဲငလင်ကြီးလှုပ်ခတ်သွားပြီးနေအိမ်အဆောက်အုံတွေနဲ့လူတွေအများကြီးလည်းတိတ်ဆုံးခဲ့ရတာဖြစ်ပါတယ်။ဒါကြောင့်မလို့ပြိုကျပျက်စီးသွားတဲ့နေရာတွေမှာအကူအညီကယ်ဆယ်ရေးတွေပြုလုပ်ပေးနေကြပြီးအမှုပညာရှင်တွေကလည်းတက်နိုင်တဲ့လောက်လူဒန်းပေးနေကြတာပါ။အခုလိုမျိုးငလျင်ပေးမှာပဲအမှုပညာရှင်တွေကဘလောက်ထိလူဒန်းနေကြတယ်ဆိုတာသိချင်ရင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါဦး။ ။တရပိုင်းမှာဆိုရင်ကလင်းလှုပ်သွားတာကြောင့်မြန်မာတိုင်းငံလုံးကပြည်သူတွေကလည်းစိတ်ညစ်နေကြပြီးအမှုပညာရှင်တွေဆိုရင်လည်းသူတို့လက်ခံထားတဲ့အမှုပညာအလုပ်တွေကိုတော့ကျန်းသာပစ်ထားကြတာပါ။နောက်ပြီးတော့အမှုပညာရှင်တွေအားလုံးကတက်နိုင်တဲ့လောက်တွေကိုလည်းကူညီပေးနေကြတာဖြစ်ပါတယ်။အထက်တပြင်းကတော့ခိုင်နေဝင်စီမှာပတ်စံတွေအများကြီးကိုလူဒန်းနေကြတာပါဝင်းမုံရွှေကြီးတို့စုံတွေကပထမဦးဆုံးအနေနဲ့တင်းတုပ်ရသွားပြီးတော့လူဒန်းခဲ့တာဖြစ်ပါတယ် တခြားသောအနုပညာရှင်တွေဖြစ်တဲ့ယွန်းယွန်းရှန်အောင်မေပကြီးမေစသဖြင့်အကုန်လုံးကလည်းတင့်တရာလောက်စီကိုစီသွားလူထားကြတာပါဖြူဖြူတွေးဆိုရင်လည်းတင့်တရာမတီလူတန်းပြီးငလျင်ဘေးတဲ့နေရာတွေကို ကိုယ်တိုင်သွားဖို့စီစဉ်နေတာဖြစ်ပါတယ်မင်းသားကျော်ပိုက်တကွန်ဟာလည်းတိန်300ကိုကယ်ဆယ်ရေးအဖွဲ့တွေစီခွဲဝေလူတန်းထားပြီးသူ့အနေနဲ့ဘန်ကောက်ကနေမြန်မာပြည်ပြန်ရောက်တာနဲ့နောက်ထပ်3500နဲ့အတူကိုရိုင်းကိုကြသွားလူမယ်လို့ပြောပြထားပါဗျ နောက်ပြီးတော့နဘောရဲ့ဓာတ်ဆိုရင်လည်းလက်ရှိအချိန်မှာငလျင်ပေးတဲ့နေရာတွေကိုကိုရိုင်းကိုကြသွားနေပါပြီ။ဒီလိုမျိုးအပြိုင်ဆိုင်တွေလူတိုင်းနေတာကြောင့်ပဲပရိသတ်တွေအားလုံးကတော့ချစ်ခင်ပြီးအားပေးနေကြတာဖြစ်ပါလေ။အခုဆိုရင်ခိုင်နေဝေစီမှာတင်းတောင်းကြော်တောင်အလူငွေရရှိသွားပြီဖြစ်ပြီးအချိန်အားဖြင့်ဆိုရင်နှစ်ရက်အတွင်းသာရှိသေးတာပါ။ဒါကြောင့်မလို့မြို့အပီကအမှုပညာရှင်တွေအားလုံးဤပါဟာတရားတရားထက်တန်နေဆိုတာပြတ်တနေတာဖြစ်ပါလေ။အလုပညာအတိုင်းဝိုင်းဒီမကပဲတခြားသောသူတွေကလည်းတနိုင်တလောက်လူတန်းပေးနေကြတာပါ ဥပမာပြောရမယ်ဆိုရင်အောင်လာအန်ဆန်ပဲဖြစ်ပါတယ်အခုလိုမျိုးလူဒန်းပေးနေကြပေမဲ့တစ်ဖက်မှာဆိုရင်လည်းမလူဒန်းတဲ့အပြင်ပောက်ကရတွေပြောတာကြောင့်ဝေဖန်ခံနေရတဲ့အမှုပညာရှင်တွေလည်းရှိပါတယ်အထူးသဖြင့်အမဲလူလူပောက်ကရတွေလှုပ်တက်တဲ့အေမီဆန်ဟာသူဒေါသထွက်လိုက်တာကြောင့်အခုလိုငလင်းလှုပ်သွားတယ်ဆိုပြီးပြောလာခဲ့ပါတယ်ဒါကြောင့်မလို့ပြိသက်တွေအားလုံးကဝိုင်းပြီးတော့ဆဲနေကြတာပါအလုပ်ပညာရှင်တွေကတိန်းတွေရာနေချီပြီးလူရန်နေကြတာဖြစ်တယ်လို့တာမန်ပြည်သူတွေကလည်းတနိုင်တလာဝမ်းဝမ်းပြီးလူရန်နေတာကြောင့် ပြည်ပြည်ဆက်ပြီးတော့ဝေ့ပြီးတော့တောင်အဲရာတွေတက်နေရတာလည်းဖြစ်ပါတယ်။အခုလိုမျိုးဒုက္ခရောက်နေပြီမဲ့တက်နိုင်တလားကုညီလူတန်းနေကြတဲ့မြန်မာနိုင်ငံကြီးပေါ်ပြည်သက်တို့ရောဘယ်လိုထင်မြင်မိပါသလဲ။ပြည်သက်ကြီးတို့ရဲ့အထင်မြင်လေးတွေကိုလည်းအောက်က comment လေးထဲမှာဝင်ရောက်ကြည့်သားပြီးတော့ကြားဖို့ပြောချင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်လည်ပြီးတော့ဆုံတွေ့ကြပါမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။